ောင်ကြီးပြိုးချိန်ရောက်တာနဲ့တင့်ရဲ့ကလေးကိုအိမ်ပြန်ထွက်ခွင့်မပေးပါနဲ့နေဝင်လို့မောင်ကြီးပြိုးတာနဲ့မကောင်းဆိုးရွားတွေထွက်လာတတ်ကြတယ်ဟီတီတူရွာလေးဟာအရန်အေးချမ်းပြီးဒီနေ့မှလည်းခါတိုင်းနေတွေလိုပဲလူတွေလှုပ်ရှားသွားလာနေကြပါတယ်ရိုးကိုဆိုးတဲ့ကောင်လေးကတော့ ဒီနေ့မှဘောလုံးပြိုင်ပွဲရှိတာမို့ခါတိုင်းနေတွေလို့မဟုတ်ပဲအရမ်းမဲတက်ကြွနေကရေဘူးတဲကိုရစ်ဖြစ်လိုက်ပြီးပြိုင်ပွဲကိုသွားဖို့အတွက်အသင့်ဖြစ်နေခဲ့ပါပြီယူကိုကိုကြည့်ပြီးမျက်စိနှောင့်နေသူကတော့သူ့ရဲ့ဝမ်ခွဲအမဝူလံပဲဖြစ်ပါတယ်ယူကိုကသူ့ကိုလာမခေါ်ခင်အချိန်လေးမှာဘေးအိမ်ကကြောင်လေးကိုအစာကျွေးနေတာမို့ဝူလံကကြောင်လေးကိုမောင်းထုတ်လိုက်ပါတယ်ကြောင်လေးတွေကအစာကျွေးလိုက်တာနဲ့နောက်ဆိုအိမ်မှာပါလာနေမှာစိုးတာကြောင်ပါတဲ့ယူကိုကသူ့ရဲ့ဘောလုံးပွဲကိုလာမကြည့်ဘူးလားလို့မေးတော့ ပညာတော်သင်ခွင့်ရဖို့ကြိုးစားနေတဲ့ဝူလန်ကဘောလုံးပွဲလာကြည့်ဖို့အတွက်အချိန်မရှိဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယူကိုကိုလာခေါ်တဲ့ခွေးဘလူးကားလေးရောက်လာပြီးကားနောက်မှာယူကိုတငယ်ချင်းတွေလည်းလိုက်ပါလာပြီးပျော်ပျော်ရွှင်ရွှင်နဲ့စားနောက်နေကြပါတယ်။ကားဆရာကြီးကလည်းကားထွက်ခန်းလေးမှာယူကိုအတော်ကိုမျက်စိမိတ်ပြသွားပါတယ်။ယူကိုအတော်ကတော့စူကီလို့ခေါ်ပြီးယူကိုကိုတူလေးပြစ်တော်ညာတာသမီရင်ချတယောက်လိုသဘောထားပြီးဆောင်းလျှောက်ပေးထားခဲ့တာပါ။ ိမ်ထဲကိုရောက်တော့ရိုကိုတယောက်အိမ်မှာရေဘူးမေ့ကြံခဲတာတိသွားပြီးဘူလန်ကိုလိုက်ပို့ပေးခိုင်းတဲ့အခါဘူလန်ကငကိုကလေးကမှယူကိုအပေါ်အမြင်မကြည့်ရတဲ့အထက်အခုလဲပညာတော်တင်ကွင်းလျှောက်လာလုံနေရတော့အင်တတင်ဖြစ်နေပါတယ်။ဒါပေမဲ့လဲမိခင်ကြီးကတယောက်တည်းကြံခဲ့တဲ့တနာစရာဝမ်းခွဲမောင်လေးဆိုတဲ့စကလုံးနဲ့ကင်ပေါက်ပြီးကြောင်းမှုမှုကိုလဲပူပေးမယ်ဆိုတာကြောင့်ဘူလန်လဲရေဘူးသွားပို့ပေးဖို့သဘောတူလိုက်ပါတယ်။ဘောလုံးကွင်းထဲမှာတော့ယူကိုတို့က ပထမဦးစားပေးကစားသမားတွေမဟုတ်ကြပဲအရန်အတင်းသားအဆင့်သာဖြစ်ပြီးဒေဝဆိုတဲ့ပထမအတင်းသားတယောက်နာသွားတော့ယူကိုနဲ့လူစားလဲတဲ့အခါယူကိုလည်းပျော်သွားပါတော့တယ်ဒါပေမဲ့ကွင်းထဲကိုရောက်တော့ယူကိုကလူပေးမကစားပဲစကေးပြတာများသွားပြီးသူတို့အတင်းရှုံးသွားတဲ့အခါပထမဦးစားပေးကစားသမားတွေကအာနက်ဆိုတဲ့ကလေးကမကြည့်နဲ့ပဲဒါဟာဒေဝကြောင့်ရှုံးရတာလို့ပြောပြီးကျန်တဲ့အရန်လူတွေကိုလည်း သုံးမကြတဲ့ကောင်တွေလို့ပြောတော့တသိန်းနဲ့သားချင်းရန်ဖြစ်ကြပါတော့တယ်။နီးပြဆရာဝန်တားတော့မှရန်ပွဲရက်သွားပြီးပွဲပြီးချိန်ရောက်တော့အိမ်ပြန်ဖို့လုပ်နေချချင်းနီးပြကြီးကဒေဝရုအုပ်စုကိုဗလီမာဝစ်ပြုတ်ပြီးမှပြန်ဖို့လန့်ပြောလိုက်ပါတယ်။ယူကကဝစ်ပြုတ်ခြင်းပေမဲ့ကျန်းတဲ့ကလေးတွေကရန်ပစ်ထားတဲ့အဖွဲနဲ့တက်မတွေ့ကျင်တာမို့အိမ်ရောက်တော့မှဝစ်ပြုတ်တော့မယ်ဆိုကပြန်သွားကြပါတော့တယ်။အဲ့ဒီအချိန်လပေးဆိုင်တဆိုင်ထဲကနေလူတယောက်ထွက်လာပြီးနေဝင်ယူတယောက်ချိန်မှဖြစ်ပေါ်နေတဲ့ကောင်းခင်ကအယောင်အသွေးကိုမြင်ပြီး ခုခုကိုစိုးရိမ်နေပါဗါအဲ့ဒီလူကတော့ဝါတူမာကရဝမ်းမာတော့ကနဆိုးမနဲ့ရင်ဆိုင်ခဲ့ရတဲ့အဒီပဲဖြစ်ပါတယ်အချိန်ကာလအဖြစ်လက်ရှိအချိန်ကဝါတူမာကရဝမ်းအပြီးနှစ်20အကြာကာလကိုရောက်နေခဲ့ပါပြီယူကိုရိုအုစုကတော့ဘလုံးဝဲကကိစ္စကိုမကျေနပ်ကြသေးပဲဆရာသားလာမတားရင်အက်ခုံတွေကိုဘလို့စော်ထဲလိုက်မှာဘလို့တီးထဲလိုက်မှာလို့အရှွန်းဖောက်နေကြကအဲ့ဒီကောင်တွေကြိုးကန်သွားကြပါစေလို့ကြိမ်ဆဲနေကြပါတယ်ကာကောင်းတွေကလိုက်လာခဲတဲ့ဝူလန်ကလည်း ကားဆရာကြီးကိုရန်ဘွဲကယူကိုကြောင့်ဖြစ်ရတာသူကဟီးရိုးပစ်ချင်ပြီးလူပေးမကစားခဲ့လို့ဒီလိုဖြစ်ရတာသူမကအိမ်မှာရှောက်လာလုပ်နေတဲ့ဟာကိုဒီအထိလာပြီးသူရှုံးတာလာကြည့်နေရတယ်ယူကိုသေးပါစေလို့မကြည်မနက်နဲ့ကျိန်ဆဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကားလမ်းမပေါ်လူတယောက်ဖျက်ရှောက်လာတဲ့အခါရုတ်တရက်ဆိုတော့အရှိန်မထိန်နိုင်ပဲဝင်းတိုက်မိသွားပါတယ်။အဲ့ဒါနဲ့ကားဘော့ကလူတွေအားလုံးအတန်တိတ်သွားကြပြီးကားဘော့ကနေစင်းချီတော့အဲ့ဒီလူကအသက်မရှိတော့ပါဘူး။ အကုန်လုံးလန့်သွားကြပြီဘူလန်ကလည်းကားကောင်းတဲ့ကိုပြန်ဝင်သွားကအလောင်းကိုငပြောရွက်တင်နဲ့ဖုံးနေကြတာကိုငေးကြည့်နေပါတယ်ကားဆရာကလည်းတည်ဆုံးသူအတွက်စိတ်မကောင်းဖြစ်နေကမတော်တဆမှုဖြစ်စဉ်အတွက်ရဲစခန်းကိုအကြောင်းကြားလိုက်ပါတယ်အဲ့ဒီအချိန်ဘူလန်ရဲ့နားထဲမှာ ကစားရအောင်လို့ပြောနေတဲ့တစုံတယောက်ရဲ့အတန်ကိုကြားလိုက်ရတော့ဘေးကိုကြီးလိုက်တဲ့အခါစောစောကအသက်ထွက်သွားတဲ့လူကသူ့စီလာဖို့လက်ရက်ခုံနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအလောင်းသားမှာရှိနေတဲ့ယူကိုကကားဘက်ကိုလက်ကြည့်ပြီးကားထဲမှာသူ့အမမရှိတော့မှန်သိသွားကတခြားသူတွေလည်းဝူလန်ပြောက်နေတာကိုသိသွားကြပါတယ်။ဝူလန်ကတော့အသက်မရှိတော့သူရဲ့အနောက်ကနေစိတ်နဲ့ကိုမကပ်ပဲတောက်လျှောက်လိုက်သွားရင်တနေရာအယောက်မှာအဲ့ဒီလူကပျောက်သွားပြီး ဟူလန်လည်းအသိစိတ်ပြန်ကပ်သွားကဘလို့လို့ပြီးအဲ့ဒီနေရာကိုရောက်နေမှနားမလည်နိုင်ဖြစ်နေပါဗါအဲ့ဒီအချိန်မှာပဲသူမအနောက်မှာနဆိုးမကြီးပေါ်လာပြီးသူမခန္ဓာကိုယ်ထဲဝင်စီးသွားပါတယ်ဟူလန်ရဲ့မျက်လုံးတွေကအဖြူရောင်ပြောင်းသွားပြီးပစက်ပေါက်ကလည်းအကျဲကြီးဖြစ်နေကမြေကြီးပေါက်ကိုလက်ချသွားရမယ့်အစားကဘာမြေဆွဲအောက်ကိုစန့်ကျင်ပြီးလေထဲမှာဆန့်ဆန့်ကြီးဖြစ်နေပါတယ်လိုက်ရှာနေကြတဲ့ကလေးတစ်သက်ကတော့ဘလို့မှရှာမတွေ့တာနဲ့ အဖွဲထဲမှာအသက်အကြီးဆုံးဖြစ်တဲ့အန်ဒရိုဆိုတဲ့ကလေးကလူစုခွဲပြီးဖြန့်ရှာဖို့အကြံပေးလိုက်ပါတယ်ဒီလိုနဲ့လူစုခွဲပြီးရှာကြရင်ဘယ်တွေလျှောက်သွားနိုင်မှာမသိတဲ့ဝူလန့်ကြောင့် အန်ဒရိုကစိတ်တူနေရင်တနည်းအားအရောက်မှာလူရိုက်တွေ့တာနဲ့ဖုံးတက်မိနဲ့ဒိုးချီတော့နဆိုးမကြီးဖြစ်နေပါတယ်။ယူကိုကလည်းသူ့အမောက်ကိုလိုက်ရှာနေရင်တစ်ပင်အောင်မှာငိုကြွေးနေတဲ့အမဖြစ်သူကိုပြန်တွေ့လိုက်ရပြီးအနားသွားမယ်အလုံးမှာတခြားဘက်ကနေအတန်းတချို့ကြားလိုက်ရလို့ရှောက်ကြည့်နေတော့မှာပဲ။ဘူလန်ကနေရာမှာမရှိတော့ပါဘူး။ယူကိုလည်းအခုလေးတည်းသူ့အမောက်ကိုမြင်လိုက်ရပြီးပြန်ပြောက်သွားတော့မို့အဲ့ဒီတစ်ပင်ကြီးနောက်ကိုသွားကြည့်နေတော့သူ့အနောက်ကခြေတန်းကြားလိုက်ရလို့လက်အကြည့်မှာ ဝူလန်ကသူ့ကိုကြောက်တုံးနဲ့ထုတ်တက်ဖို့လုပ်နေပါတယ်။ကံကောင်းစွာနဲ့ကားဆရာကြီးရောက်လာပြီးဝူလန်ကလည်းမေ့လေသွားပါတယ်။ကံမကောင်းတာကတော့ကြမ်းတဲ့ကလေးတွေအကုန်ပျောက်သွားကြတာပါပဲ။ခဏအကြာမှာရဲတွေနဲ့အတူရွာကန်တွေရောပျောက်ဆုံးသွားကြတဲ့ကလေးတွေရဲ့မိဘတွေရောရောက်လာကြပြီးပျောက်နေတဲ့ကလေးတွေကိုတောင်းနှင်းပြီးရှာကြပါတော့တယ်။ဟုတ်ကဲ့ဒါကတော့ Watu Market 2ဆိုတဲ့အင်ဒိုနီးရှားတရကဖြစ်ပြီးဝမ်ကိုလည်းကွီးရဲ့ channel မှာတင်ထားပြီးသားပါ။ဝမ်မကြည့်ရသေးတဲ့သူတွေအတွက် Decoration မှာရော ကောမန့်မှာပါလင့်ချပေးထားပါတယ်ခမဒီဇလန်းလေးကဝါတူမာကရီ1အပီ20ကြာတဲ့အချိန်မှာဇက်အိမ်တည်ထားတာဖြစ်ပြီးပြိတ္တတို့အတွက်အကောင်းဆုံးစူးစမ်းပြီးတင်ဆက်ပေးလိုက်ရပါတယ်ခမဇလန်းလေးမစားခင်လိုက်တစ်ချက်ကောမန့်တစ်ချောင်းစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တခုခုမန်းခဲ့ပေးပါ subscribe မလို့ရသေးရင်လည်းလုပ်ခဲ့ကြပါ VPN ဖွင့်ကြည့်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခမဇလန်းလေးဆက်ကြမယ်ရဲတွေကဝူလန်တို့မောင်နှမနှစ်ယောက်ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပြီး ဘူလန်ကစကားခွန်မှပြန်မပြောတဲ့အခါသူမရဲ့မိခင်ကြီးကစိတ်ပူနေကလောလောဆယ်ဖိအားမပေးချင်တာနဲ့နားခိုင်းလိုက်ပါတယ်အခင်ဖြစ်ရနေရစီကိုတော့အဒီလဲရောက်လာပြီးဘောလုံးပွဲကပြန်လာကြတဲ့ကလေးရှိယောက်မှ6ယောက်ကအစားအနပြန်ရှာမရအောင်ပျောက်ဆုံးသွားကြောင်တိလိုက်ရပါတယ်အရာအပြင်ရင်တိုက်မှုကြောင့်တေဆုံးသွားတဲ့အလောင်းရဲ့လေဘင်းကအမတ်ကိုမြင်ပြီးသူ့ရဲ့ကားထဲကတပ်ပုံနဲ့တိုက်ကြည့်လိုက်ကလူနှစ်ယောက်နဲ့တွေ့ဆုံခြင်းကအဲ့ဒီလူနှစ်ယောက်ကသူတို့ကလေးရဲ့တပ်ပုံကိုအတိအကိုပေးပြီးသူတို့ကလေးအင်ကားထွက်သွားတာ နှစ်20ရှိပြီဖြစ်ကြောင်းသူတို့ကလေးထွက်သွားခြင်းကမောင်ကြီးပြောချိန်မှာဖြစ်ပြီးကလေးရဲ့အဖေကလက်လျှော့လိုက်ပေမဲ့လေကလေးရဲ့အမေကတော့ပြန်ရှာတွေးလိုက်မယ်လို့ယုံကြည်နေသေးတဲ့အကြောင်းတွေသူ့ကိုပြောခဲ့တာကိုအမှတ်ရသွားပါတယ်။ထပ်ပုံတွေကကလေးရဲ့လေဘင်းမှာအမှတ်ပါနေပြီးတေဆုံးသူရဲ့လေဘင်းမှာလည်းအမှတ်ပါနေတော့ကြည့်ရတာအဲ့ဒီကလေးများဖြစ်နေမလားမသိအဓိကသူ့ရဲ့တငယ်ချင်းမလေးကိုဖုံးဆက်ပြီးသူရှာနေတဲ့အရာကိုရှာတွေးတော့မိဖြစ်ကြောင်းပြောလိုက်ပါတယ်။အတီးတငယ်ချင်းမလေးကတော့ သူတို့နားလည်နိုင်စွမ်းတဲ့ကြော်လွန်နေတဲ့ကိစ္စမျိုးတားချိပေးမယ်လေအဒီကတော့လုံခဲ့တဲ့နှစ်20ကအဖြစ်ပြက်ပေါ်အခုချိန်ထိမကျေနပ်နိုင်သေးပါဘူးနောက်ရမနက်မှာတော့ယူကိုဟာတငယ်ချင်းတွေနဲ့ဘောလုံးကန်နေပြီးတငယ်ချင်းတွေအကုန်လုံးကကြောက်ရွံ့လို့ငြိမ်သက်သွားကြပြီးသူ့ဘက်ကိုဇက်လည်ပြီးလက်ကြည့်ကြတော့အိမ်မက်ကနေလန့်နူလာခဲ့ပါတယ်တကယ်ကညလည်မှာပဲရှိပါသေးတယ်ယူကိုလည်းကြောက်ကြောက်နဲ့ဇောချွေးပြန်လာတော့ရေတောက်လိုက်တဲ့အခါရေကွက်ထဲမှာရေကရှိမနေပါဘူး အဲ့ဒါနဲ့မိဖို့ကြောင်းနဲ့တော့ပြီးရေတော့တောက်ချိန်မှာကြောင်းအိုတန်နဲ့အတူလူတန်တွေပါကြားနေရလို့အိမ်တကာဖွင့်ချီတော့ဘေးအိမ်ကကြောင်းလေးကိုဝူလန်ကစိမ့်ပြင်းနပြေးဓာတ်နဲ့ထိုးတက်နေတာတွေးလိုက်ရတော့လန့်ပြီးကြောင်းကြည့်နေပါတယ်ဝူလန်ကကြောင်းသေးကိုကင်ပြီးထလာက သူ့ဘက်ကိုလက်ချီတော့မျက်လုံးတွေကအဖြူရောင်ဖြစ်နေတဲ့အခါရိုးကိုလည်းလန့်ပြီးပင်တန်ရဲ့လဲချသွားပါတယ်ရိုးကိုလည်းကြောက်စိတ်ကိုခဏဖယ်ပြီးသူ့အမြင်များမှားနေလားသိကြအောင်ပြန်ထွက်ချီတော့ဘာမှရှိမနေတော့ပါဘူး အဲ့ဒါနဲ့တကားကိုတေချာပြန်ပိတ်ပြီးအိမ်ထဲပြန်ဝင်လာတော့ဘူလန်ကဘလို့ပြန်ဝင်လာမှမသိအနောက်ကအခန်းထဲမှာမတ်တက်ရက်နေပါတယ်ဒါပေမဲ့သူမပုံစံကပုံမမဟုတ်ပဲလက်ထက်မှာစိုးစိုးကကြောင်လေးကိုတတ်ထားတဲ့ဓားကိုကင်ပြီးကိုယ်ပေါ်မှာလည်းသွေးတွေပေးနေကသူ့စီပြေးလာတော့ဂျိုကိုလည်းကြောက်လန့်တကြအော်ဟစ်လိုက်ပါတော့တယ်အော်တန်ကြောင့်အန်ဒီဆူကီနိုးလာတော့အရန်ကြောက်လန့်နေတဲ့ယိုကိုကိုဘာဖြစ်တာလဲလို့မေးတဲ့အခါ ယူကိုကအန်တီကိုပြန်ဖြစ်ဖို့တက်အရင်ဆုံးဝူလန်းအခန်းစီသွားပြီးတကားဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဝူလန်းကဂရင်ပေါ်မှာနှစ်ချိုက်စွာအိမ်မောကျနေတာမို့ယူကိုလည်းနားမလည်နိုင်ဘူးဖြစ်နေပါတယ်။အန်တီစုကီကလည်းယူကိုကိုအိမ်မက်ရှောင်နေတာသာထင်ပြီးပြန်အိတ်ခိုင်းလိုက်ပါတယ်။ဝူလန်းလက်မှာကြောင်ကိုတတ်ထားတဲ့သွေးတွေပြေးချန်နေတာကိုတော့ တူရီးနေအောင်လို့မတိလိုက်ကြအောင်မနက်လေးနဲ့အခါယူကိုတျောက်ကြောင်းမသွားခင်မနက်စာစားဖို့အတွက်မိဖို့ခန်းထဲကိုဝင်လာတော့ဘူလန်ကသူ့ကိုစိုက်ကြည့်နေပါတယ်ယူကိုလည်းမင်းညကအဖြစ်ပြက်ကိုသတိရပြီးအရန်ကြောက်လန့်နေကတေးပါထွက်ကြသွားတော့မို့အန်တီဆူကီရဲ့စူးငေါချင်းခံလိုက်ရပါတယ်တော်ထဲမှာတော့ပျောက်ဆုံးသွားကြတဲ့ကလေး၆ယောက်ကိုတောင်းနှင်းရှာကြရင် လုံချိုကြီးတယောက်ကအရင်ကငါအဖေဘေးရွာဂျာတီကြကြမှာတာဝန်ထမ်းရတော့ကဒီလိုအမှုမျိုးလိုက်ဖူးတယ်ငါအမြင်ပြောရရင် တခုခုထူးဆန်းနေတာတော့ရှိနေပြီဆိုကပြောရင်းနဲ့ကြက်သိန်းတွေတောင်ထနေခဲ့ပါတယ်။ចောင်းကိုရောက်လာတဲ့យូគូលីကတော့မနေ့ကလူပြောင်းမှုကြောင့်ចောင်းသူចောင်းသားတွေရဲ့အကြည့်တွေနဲ့ရင်ဆိုင်နေရတော့မှဇက်ကလေးပူပြီးသူ့ရဲ့အတန်းစီကိုသာခတ်တုတ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့အတန်းစီမရောက်ခင်လမ်းမှာပဲသူတို့ဘောလုံးအသင်းရဲ့ပထမဦးစားပေးကစားသမားတွေဖြစ်တဲ့အာနက်စတိုကစောင့်နေပြီးအရန်ကစားသမားတွေတာမရှိတော့ရင်သူတို့ဘောလုံးအသင်းဟာအားနဲ့သွားပြီမို့ဒါကိုယူကိုလုတ်တယ်လို့ယူဆပြီးပြောင်းနေကြတဲ့အင်ဒရိုတို့6ယောက်ကိုဘယ်မှလဲလို့ဇူမေးနေပါတယ်ဒေဝကယူကိုဘက်ကနေကူပြောပေးတော့လေမင်းဝင်ပါစရာမလိုဘူးမင်းကသူ့အမဝူလန်းကိုကြိုက်နေလို့ယူကိုဘက်ကနေပါနေတာမလားဆိုတော့ချောင်း ဒေဝကလက်ဆောင်လိုက်ရပါတယ်ယူကိုကတော့ဘလို့ဖြစ်ရမယ်မသိတော့မို့ဒီတိုင်းသာငိန်ခံနေချိန်သူတို့ကဒီမှာဆိုးတဲ့စကားတန်ကြောင့်နောက်ကိုလက်ကြည့်လိုက်ကြတော့ဝူလန်ဖြစ်နေပါတယ်ဝူလန်ရဲ့ပုံစံကထူးဆန်းနေပြီးအမောင်ထဲမှာသူတို့တွေလာခေါ်လိုက်မယ်စိတ်မပူကြနဲ့ဆိုတဲ့ဘာအတိတ်ပဲမသိတဲ့စကားတွေပြောပြီးထွက်သွားပါတယ်တော်ရက်ကကလေးပြောက်လိုက်ရှာနေကြသူတွေကတော့တစုတစည်းတည်းသေဆုံးနေကြတယ် တရိษံတေတွေကိုတွေ့ပြီးလန့်သွားကြပါတယ်။စတင်ခန်းထဲမှာတော့ပျောက်ဆုံးသွားကြတဲ့အတန်းပေါ်တွေအတွက်တခါလုံးဝိုင်းပြီးဆူတောင်းပေးကြချင်းသူ့ကိုစိုက်ကြည့်နေတဲ့ဝူလန့်ကြောင့်ရှုခိုးလဲဝမ်းခွဲအမရဲ့အပြုမှုတွေအပေါ်စိုးရိမ်လာပြီးခေါင်းကိုယ်တောင်ငုံထားလိုက်ပါတယ်။ခဏအကြာမှာဒေဝူတယောက်တန်းစင်ခန်းထဲဝင်နေချင်းအာနက်စတိုကစကားတပြောပြောနဲ့တန်းစင်ခန်းစီလာနေကြပါတယ်။အာနက်စတိုစကားထဲမှာသူ့နာမည်လဲပါနေတော့ဒေဝူလဲအင်တာထဲကိုအသာလေးဝင်ပုံးနေလိုက်ပါတယ်။အာနက်စကတော့စကားစဖြစ်ပြီး တန်းစင်ခန်းနဲ့ဝင်လာက မျက်နှာတက်နေတော့မှန်တဲ့ကနေတဆင်နှဆိုးရဲ့ပုံရိပ်ကိုမြင်လိုက်ရတော့အနောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဘသူမှရှိမနေတာမို့သူ့ရဲ့အမြင်မှားနေတာလားဇဝေဇဝါဖြစ်နေပြီးမျက်နှာပြန်တက်နေချင်းအနောက်ကနေအတန်ကြားလိုက်ရတော့လှည့်ကြည့်လိုက်ပြန်ပါတယ်ဒီတစ်ခါမှတော့အမြင်မှားတာမဟုတ်တော့ပါဘူးအိမ်သားတွေကိုဝူလန်ဝင်သွားတာပါဒါပေမဲ့ယောက်ျားလေးအိမ်သားတွေကိုဘာလို့ဝင်လာမှန်းမသိတဲ့အပြင် ကစားရအောင်ဆိုတဲ့တချင်းတေးသွားလေးကိုအင်တာတွေကနေညီးနေတန်းကိုပါကြားလိုက်ရပါတယ်။အဲ့ဒါနဲ့ယောက်ျားလေးအင်တာဘက်ကိုဘာလို့လာခဲတာလဲလို့သွားမေးတော့ပြန်ဖြေတဲ့အတန်ကအင်တာတွေကမဟုတ်ဘဲသူ့အနောက်ဘက်ကဖြစ်နေတော့လန့်ပြီးဖင်တရဲလဲချသွားပါတယ်။အဲ့ဒီအခါဝူလန်းရဲ့မျက်လုံးတွေကအဖြူရောင်ပြောင်းသွားပြီးလက်ထက်ကဓာတ်နဲ့ပြေးထိုးတဲ့အခါအာနက်လည်းကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့တယ်။အော်သန်ကြောင့်အင်တာထဲမှာရှိနေတဲ့ဒေဝကအမြန်ထွက်လာတော့တန်းစင်ခန်းထဲမှာ သူတို့အပြင်ဘယ်သူမှရှိမနေခဲ့ပါဘူး။ចောင်းစင်းချိန်ကိုရောက်တော့အာနက်ကသူ့ကြုံခဲ့ရတဲ့အကြောင်းတွေကိုယိုကိုကိုပြောပြတဲ့အခါငါလည်းအဲ့လိုကြုံခဲ့ရတယ်။ညကငါမြင်ခဲ့တဲ့ဟာကတကယ်ဟုတ်ရဲ့လားမသေးချာလို့သာမပြောခဲ့တာ။အဲ့ဒီအဖြစ်ပြက်ပြီးကြတဲ့ကသူပြောင်းလဲသွားတာ။သူကသူမဟုတ်တော့တဲ့အတိုင်းပဲလို့ပြန်လဲရင်ဖွင့်လိုက်ပါတယ်။အင်သာထဲမှာတော့ကအတန်တွေကြားခဲ့ရတဲ့ဒေဝကလည်းငါအဖွာပြောပြဘူးတယ်။ လွန်ခဲ့တဲ့နှစ်20လောက်ကဂျာတိကြကြရွာမှာကလေးတွေအများကြီးအမောင်ထဲမှာပျောက်သွားကြတယ်ဆိုကဝါတူမာဂရက်ဝမ်ကအကြောင်းအရာတချို့ကိုဖောက်သည်ချလိုက်ပါတယ်။ဘေးမှာနားထောင်နေတဲ့အာနက်စ်ကစက်သိန်းတွေထလာပြီးဒေဝရိုပြောတာတွေကိုစက်နားမထောင်ချင်တော့ပဲငါကတော့မယုံဘူးဆိုကထွက်သွားပါတယ်။နဆိုးကိုလိုက်ရှာနေတဲ့အဒီကလည်းလုံချုံရေးတွေရဲ့အတန်မဆီတွေကိုခိုးနားထောင်နေရင်ကလေးတွေပျောက်သွားတဲ့တစ်တော်ထဲမှာကြောင်သေးတွေနဲ့အတူတိရစ္ဆာန်အသေးတွေအများကြီးတွေ့ခဲ့ရကြောင်းသိလိုက်ရကား ခီတီတိုရွာလေးစီထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတိရစ္ဆာန်အသေးတွေတွေ့လို့ဆိုပြီးအရက်ထဲကလူတွေစူယုံစူယုံနဲ့ပြေးလာကြတော့စောစောကမယုံဘူးလို့ပြောခဲ့တဲ့အာနက်စ်လည်းပိုကြောက်သွားပါတော့တယ်တိရစ္ဆာန်တွေကရွာထိပ်ကဇရက်ပေါ်မှာတည်နေကြပြီးလုံချုံရေးသမားကတော့နှလုံးမခိုင်လို့လားမသိအန်ချလိုက်ပါတယ်သူ့ရဲ့တငယ်ချင်းတွေကတော့ဒါဟာပျောက်နေတယ်ဆိုတဲ့ကလေးတွေရဲ့လက်ချက်လို့ထင်နေပြီးစားနှုတ်ချင်းလို့တမင်တကာလုံနေတယ်လို့ယူဆနေကြပါတယ်အဲ့ဒီအချိန်ဇရက်ရဲ့မလန်မကန်နာကို ဒီရောက်လာပြီးအခြေအနေတွေကိုအကဲခတ်နေပါတယ်။ထူခြားမှုတစ်ခုတော့တွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့လူအုပ်ထက်ကနေထွက်လာတဲ့ယိုကိုပါပဲ။ယိုကိုကကြောင်သေးတွေကိုမြင်ပြီးမင်းညကဝူလန်ကြောင်လေးကိုတတ်နေတာကိုသတိရသွားပြီးနေရာကနေခတ်တုတ်တုတ်ထွက်သွားတာကိုပါပဲ။ယိုကိုကအင်ကိုအမြန်ပြန်ပြီးဝူလန်အခန်းစီသွားတော့နောက်ကနေအန်တီဆူကီရောက်လာပြီးဝူလန်နေတိတ်မကောင်းလို့စောစောအိတ်နေတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ယိုကိုလည်းဘာတွေဖြစ်နေလဲစဉ်းစားရခတ်နေပြီးခေါင်းနှောက်လာတာကြောင့်အေဂန်နဲ့ကစူပါကွန်ပေါ်မှာ မေကနဲ့ဖြစ်သွားချင်းဝူလန်းရဲ့အတန်ကိုကြားလိုက်ရပြီးနိုးလာတော့ဝူလန်းကိုမြင်ပြီးလန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲအန်ဒီစုကီရောက်လာပြီးတဖက်ရက်ကွက်ကအန်ဒီရီစီယူကိုကိုမုံသွောပုတ်ခိုင်းပါတယ်အဲ့ဒါနဲ့မုတ်ထုတ်တွေယူပြီးအိမ်ပြန်ထွက်မယ့်အလုံးမှာဝူလန်းကအပေါ်ဝါကနေစောင့်နေပြီးနေမမောင်ခင်အိမ်ပြန်လာခဲ့တော့လို့မှားလိုက်ပါတယ်ယူကိုလည်းဘာမှပြန်ပြောမနေပဲဆိုင်ကတစီဦးလေးကြီးနဲ့အတူမုံပုတ်ပုတ်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့နှစ်20က ချတိချာချာရွာမှာဖြစ်ခဲ့တဲ့အကြောင်းတွေဟာကောက်ရိုးမီလိုလင်းမြန်စွာပြန့်နှံ့လာပြီးရွာကလူတွေဟာမောင်ကြီးပြောလာတာနဲ့သူတို့ရဲ့သားသမီးတွေကိုအိမ်ထဲဝင်ခိုင်းလိုက်ကြပါတယ်။အာနက်စ်ကလည်းသူတို့ရဲ့အိမ်ထဲမှာပဲရှိနေပြီးသူကြုံခဲ့ရတဲ့အကြောင်းတွေကိုတငယ်ချင်းဖြစ်သူတွန့်စီကိုဖုံးဆက်ပြီးပြောတော့တွန့်ကယုံကြည်မှုမရှိပဲဘာပဲဖြစ်ဖြစ်ငါမကြောက်ဘူးဆိုကဖုံးချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်တကားခောက်တန်ကြားလိုက်ရတော့တကားဖွင့်ကြည့်လိုက်တဲ့အခါအိမ်ပြင်မှာဘသူမှရှိမနေတာမို့ တကားကိုပြန်ပိတ်ပြီးအိမ်ထဲပြန်ဝင်လာခဲ့ပါတယ်။တွန်းကဖုန်းကိုသာကလိနေတာမို့ပြတင်းပေါက်မှာရက်နေကြတယ်။ပျောက်ဆုံးကလေးတွေကိုသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့အိမ်ထဲမှာရောက်နေတဲ့အန်ဒရိုကိုတော့တွေ့လိုက်ရပြီးအန်ဒရိုကမလုံမယက်နဲ့ငြိမ်သက်နေတာမို့အန်အော့ပီငေးကြည့်နေပါတယ်။အန်ဒရိုကသူ့ပတ်လှဲ့လာတော့တွန်းလဲလန့်ပြီးထွက်ပြေးမယ်အလို့အနောက်မှာအသင်းဆောင်နေကြတယ်။ပျောက်ဆုံးကလေးတွေကဝိုင်းဆွဲကြပါတော့တယ်။အဲ့ဒီအချိန်တွန်းအဖေရောက်လာပြီးတွန်းကိုပလီသွားဖို့ခေါ်တဲ့အခါ တွန်းကဘယ်ရောက်သွားမှမသိပျောက်နေတာကိုသိလိုက်ရပါတယ်အာနက်စ်ကတွန်းကိုပြောကြည့်ပေမဲ့မယုံတော့မို့ဒီတစ်ခါဒေဝိုးစီကိုဖုံးခေါ်လိုက်ပါတယ်ဒါပေမဲ့ဒေဝိုးကဝစ်ပြုတ်နေတာကြောင့်ဖုံးကို silent လုပ်ထားတဲ့အခါအာနက်စ်တယောက်အကြက်ရိုက်နေပြီးဒေဝိုးစီတောက်လျှောက်ဖုံးခေါ်နေပါတယ်အဲ့ဒီအချိန်အိမ်တကားကိုဒုံဒုံခေါက်နေတဲ့အတန်ကြောင့်အာနက်စ်တယောက်ရင်တုံပန်းတုံဖြစ်နေကာ တကားပေါက်စီသွားလိုက်ပါတယ်ဒေဝကတော့ဝတ်ပြုတ်ပြီးပြီမို့သူစီဖုံးဝင်နေတာတွေ့တာနဲ့ဖုံးကင်လိုက်တဲ့အခါအာနတ်စ်ကစကားပြန်မပြောနိုင်ပါဘူးဘာကြောင့်လဲဆိုတော့အိမ်တကားကသူ့အလိုလိုပွင့်သွားပြီးပုံစိုးပန်းစိုးဖြစ်နေတဲ့အန်ဒရုကိုတွေ့လိုက်ရလို့ပါပဲအာနတ်စ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းကျန်တဲ့သူတွေကရောက်လာပြီးဝိုင်းဆွဲကြတဲ့အခါအာဆိုတဲ့အတန်ကိုသာကြားလိုက်ရပြီးဖုံးချသွားပါတော့တယ်ဒေဝကသူ့တငယ်ချင်းတစ်ခုခုဖြစ်နေပြီးမှန်သိသွားပြီးအာနတ်စ်အိမ်ကိုတွားကြည့်ဖို့ထွက်လာတဲ့အခါ မုံပုတ်ပြီးပြန်လာတဲ့ယိုကိုနဲ့တွေ့တော့နှစ်ယောက်သားအာနက်စ်အင်ကိုတွားကြည့်ကြပါတော့တယ်။ဆန်ကက်တစီဦးလေးကြီးကမုံပုတ်ပြီးတာနဲ့အင်ကိုတန်းပြီးပြန်လာခဲ့ဖို့ယိုကိုအတော်ကမှားလိုက်တာကြောင့်တားပေမဲ့လေယိုကိုတို့ကိုတားလို့မရခဲ့ပါဘူး။ယိုကိုတို့နှစ်ယောက်အာနက်စ်ရဲ့အင်ရှိကိုရောက်တော့ကြောက်ဆုံးနေတဲ့ကလေးတွေဟာနေရာစုံကနေအရှူရှူထွက်လာကြပါတယ်။သူတို့ရဲ့ပုံစံကမျက်လုံးတွေကအဖြူရောင်ဖြစ်နေပြီးလက်ထဲမှာလည်းဓားတွေကင်ထားကြကအသိစိတ်မဲ့နေကြပါတယ်။အဲ့ဒါနဲ့ယိုကိုတို့လည်းလန့်လာပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အခါတောက်ဆုံးကလေးတွေကအသေးအတန်လိုက်လံတိုက်ခိုက်ကြပါတယ်။စူညံတန်တွေကြောင့်အိမ်ပြင်ထွက်လာသူမှန်သမျှကိုလည်း intro ရို့အုပ်စုကမဲမဲမြင့်သမျှဓာတ်တွေနဲ့တိုက်ခိုက်ပြီးယူကိုရိုနောက်ကသာတဲကြီးမဲကြီးလိုက်လာကြပါတယ်။အဲ့ဒီအချိန်အတီးရောက်လာပြီးယူကိုရိုနောက်ကိုကားပေါ်အမြန်တက်ခိုင်းကာအဲ့ဒီရွာတွေကနေမောင်းပြေးသွားပါတော့တယ်။အာနက်စ်ကတော့သူ့လိုမျိုးတိုက်ခတ်ခံလိုက်ရတဲ့တငယ်ချင်းတွေနားမှာ အရင်ကြောက်လန့်နေတော့အန်ဒရူတို့အုပ်စုရောက်လာတော့သူ့ကိုဆက်မလုပ်ဖို့တောင်းပန်နေပါဗျ။အဲ့ဒီအချိန်မှာပဲဘူလန်ရဲ့တချင်းကြီးတန်ထွက်ပေါ်လာတော့အန်ဒရူတို့ဟာဘေးကိုကပ်ပြီးလမ်းဖက်ပေးလိုက်ပါဗျ။ဘူလန်ကအာနက်စတိုစီဖြည်းဖြည်းချင်းလမ်းလျှောက်လာပြီးအနားအယောက်မှာတော့နောက်ခွေကထင်းချုံနေတဲ့နဆိုးမကြီးအုံမှုစစ်ပြန်ထွက်ပေါ်လာပါတော့တယ်။အတိကတော့ယူကိုတို့နှစ်ယောက်ကိုလုံခြုံတဲ့နေရာစီခေါ်သွားပြီး ဒါရီအားလုံးရဲ့နောက်ကွယ်ကတရားခံဟာနဆိုးမကြီးအုံမှုစစ်ပြန်ဖြစ်တယ်လို့အစချီကလွန်ခဲ့တဲ့နှစ်20ကသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြောပြခဲ့ပါဗါရဲအရာတွေကတော့ကွေးရဲ့ channel မှာတင်ထားပြီးသားဖြစ်လို့အခုဗီဒီယိုထဲမှာပြောမပြတော့ပါဘူးနော်မနှမိုးလင်းတော့ညကတည်ဆုံသွားကြတဲ့ကလေးတွေရဲ့အလောင်းတွေကိုတွေ့ခဲ့ရပြီးယူကိုကလည်းသူ့ရဲ့အန်တီနဲ့အဆက်အသွယ်ပြန်ရခဲ့ကလူလောကထဲမှာသူ့တငယ်ချင်းတွေမရှိတော့ပြီမှတီးလိုက်ရပါတယ်ကလေးတွေရဲ့အတုပတ်ကိုအဓိကမလန့်မကန့်ကနေစောင့်ကြည့်နေရင် ဝူလန်းရဲ့အပြုံးမှုတွေကထူးဆန်းနေတာမို့တေချာကြည့်နေချိန်ဝူလန်းကသူ့အနောက်ကိုရောက်လာပြီးငါမင်းကိုမှတ်မိတယ်။မင်းရဲ့အနံ့မင်းရဲ့ရှိုက်တံမင်းကထူးခြားတဲ့ကောင်းလေးပဲအတီးမင်းဒီကိုဘာလာလုတာလဲသူတို့ကိုကဲဖို့ဆိုရင်တော့မင်းအရန်နောက်ကျသွားပြီလို့ပြောလိုက်ပါတယ်။အတီးကတဆက်ဆက်တုံနေပြီးငါကအရင်တော့ကအတီးမဟုတ်တော့ဘူး။ငါချိန်ပြောရဲတယ်။နင်းကငါရအောင်တတ်မယ်လို့ဆိုတဲ့အခါဟုတ်ပြီကြီးကြသေးတာပေါ့။နင်းငါကိုတတ်တာမအောင်မြင်ခဲ့ရင်သူတို့အကုန်လုံးကိုတတ်ပြီး ူတို့ရဲ့ဝိညာဉ်တွေကိုစားသုံးပစ်မယ်လို့ဆိုကာအတုပနေရစီပြန်ရောက်သွားပါတယ်အဲ့ဒီနောက်မှာတော့ယိုဂိုရိုစီပြန်သွားပြီးအဆောင်ပစ္စည်းတချို့ပေးလိုက်ကာဒါတွေကိုဝူလန်အိမ်ကိုယူသွားပြီးရင်အိမ်ရှိအိမ်နောက်နဲ့သူ့ရဲ့အိမ်ခန်းမှာချိန်ထားသူ့ကိုအိမ်ပြင်မထွက်စေနဲ့ပြီးရင်ငါလာပြီးသူ့ကိုယ်တွေကမကောင်းဆိုးရွားကိုနှင်ထုတ်ဖို့ကြိုးစားမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ယိုဂိုရိုလည်းအတီးမာထားတဲ့အတိုင်းအိမ်ပြန်ပြီးအဆောင်ပစ္စည်းတွေကိုချိန်နေတော့အတုပကနေအန်တီဆူကီပြန်ရောက်လာတော့ ဝူလာအိတ်ခမ်းမှာအဆောင်ပစ္စည်းချိတ်ဖို့ကြံသွားခဲ့ပါတယ်။အန်တီဆူကီကတော့တူတူလေးကိုအရှင်းလက်လက်ပြန်တွေးရလို့ဝမ်းသာမျက်ရည်တွေကျနေပေမဲ့ယိုဂိုတို့ကတော့အိမ်ထဲကိုဝင်လာတဲ့ဝူလန်ကိုမြင်ပြီးလန့်နေကြပါတယ်။ဝူလန်ကလည်းမျက်စိမျက်နှာပြက်နေကြတယ်။ယိုဂိုတို့ကမတင်ခါရနဲ့အိမ်ဘဝကိုကြည့်လိုက်တော့အဆောင်ပစ္စည်းကိုမြင်သွားပြီးစူးစူးဝါဝါအော်ဟစ်လိုက်ပါတယ်။အဲ့ဒီအချိန်အဒီလက်အိမ်ရှိကိုရောက်လာနေခဲ့ပါပြီ။ခလန်းလမ်းမှာလုံချုံရေးသမားတို့၃ယောက်ကလည်းဝူလန်တို့အိမ်ကိုစောင့်ကြည့်နေကြပြီး ဒီဝင်သွားတာနဲ့သူတို့လည်းနောက်ကနေလိုက်လာကြပါတယ်အဓိကအိမ်ထဲကိုရောက်ရောက်ချင်းပဲဘူးလန်းကိုအပနှင်ပေးနေချင်းနောက်ကလိုက်လာကြတဲ့လုံချုံရေးသမားတို့အုပ်စုကဘူးမသိဘာမသိနဲ့အတိကိုဝိုင်းဝန်းထုတ်ကြိတ်ပြီးချုပ်ထားလိုက်ပါတယ်အကြောင်းကတော့အတုပမာတော့ကလုံချုံရေးသမားကိုဘူးလန်းကသွေးထိုးထားလို့ပါပဲဘူးလန်းကခလန်လန်းမှရက်နေတဲ့အတိကိုညွန်ပြပြီးအဲ့ဒီလူကကလေးပန်းသမားပဲသမီးကိုပြန်ပေးဆွဲဖို့ကြံစည်နေတာယူကိုရိုနှစ်ယောက်ကိုလည်းအယုံသွင်းပြီးကြိုးကင်ထားသေးတယ်လို့ပြောထားခဲ့တာပါပဲ အဓိကဘလို့ရှင်းပြပြမရတဲ့အဆုံးမှာရိုကိုရိုကိုထွက်ပြေးခိုင်းလိုက်ပါတော့တယ်။အဲ့ဒီနောက်ရွာထဲမှာဘောလုံးတစ်သင်းလုံးကိုတက်ပစ်ခဲ့တဲ့တရားခံကမိပြီဆိုတဲ့စကားတွေပြန့်နှံ့လာပြီးဝူလန်တို့အိမ်ရှိမှာလူတွေစုဝေးလာကြပါတယ်။လူအုပ်ထဲမှာပျောက်ဆုံးကလေးမိဘတွေရောအသက်ခံထားရတဲ့ကလေးမိဘတွေရောကဒေါသထွက်နေကြပြီးတရားခံကအမုတ်ချေပစ်ချင်နေတာမို့ရွာလူကြီးကဒီကိစ္စကိုရဲတွေပြင်းရှင်းပေးလိမ့်မယ်ဆိုကတားထားရပါတယ်။အန်တီဆူကီကတော့အထီးကိုချုပ်ထားတဲ့အခန်းစီလာပြီး စောင့်ကြည့်နေပါတယ်။အဓိကသူ့ကိုဘလို့ပဲနှိပ်စက်ပြီးမေးမေး၊ "तू ပြောလဲမယုံကြတာမို့ဘာမှမပြောဘဲနေတဲ့အခါလုံချိုရဲသမားကချော့ပြီးမေးလိုက်ပြန်ပါတယ်။အဓိကဘာမှမပြောချင်ပေမဲ့လည်းလုံချိုရဲသမားရဲ့မျက်နှာကိုတေချာကြည့်ပြီးတခုခုကိုမှတ်မိသွားဟန်တယ်။မင်းကအာမင်းရဲ့သားလား။ချက်တိကြကြရွာမှာတော့ငါကိုကူညီခဲ့တာမင်းအဖေပဲ။ငါကသားကောင်ပဲ။ငါကအဒီလေ။အဲ့ဒီရွာမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေမင်းကြားဘူးတယ်မလား။အခုငါကယူကိုရုကိုကူညီပေးဖို့ကြိုးစားနေတာငါမလုပ်ရင် သူနဲ့သူ့ဖော်ထားတွေအကုန်လုံးအနေရရှိနေပြီလို့ပြောလိုက်ပါတယ်။လုံချုံရွေးလဲအတီးပြောနေတာတွေကမှန်နေတော့ယုံရမလို့မယုံရမလို့ ਨੇ ဝေခွဲရခတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဝူလန်းကဗလီကိုရောက်လာပြီးဗလီဆရာကြီးကိုအနောက်ကနေချောင်းရိုက်လိုက်ခါဗလီမှာရှိတဲ့စပီကာကနေတဆင်ကလေးတွေကိုညှို့ယူတဲ့တခြင်းကိုစိုးလိုက်ပါတယ်။ရွာထဲကလူတွေကလည်းဗလီကနေခါတိုင်းကြားနေကြအာဇံခေါ်တာမဟုတ်ပဲထူးဆန်းတဲ့သချင်းတန်ကြောင့်ငိမ့်သက်ပြီးနားဆွင့်နေကြပါတယ်။အိမ်ထဲမှာနေနေကြတဲ့ကလေးတွေအားလုံးလည်း မျက်လုံးတွေအဖြူရောင်ပြောင်းကုန်ကြပြီးအတန်လာရစီကိုအတိစိတ်ကင်းမဲ့စွာထွက်လာကြပါတယ်။အဓိကတော့အဲ့ဒါဝူလန်းရဲ့အတန်ပဲ။သူကကလေးတွေကိုလှည့်စားပြီးအကုန်လုံးကိုခေါ်ထုတ်နေတာ။ငါပြောတာမယုံမဲငါ့ကိုစက်ချုပ်ထားရင်တရားလုံးကကလေးတွေတေကုန်ကြလိုက်မယ်လို့ပြောလိုက်ပါတယ်။လုံချုံရေးသမားတို့ကလည်းအဓိကကိုပြန်လွတ်ပေးရမလား။ချီတုံချတုံဖြစ်နေချချင်းရွာတွေကကလေးတွေအကုန်ပျောက်ကုန်ကြအင်းရှင်းမှာစူဝင်းနေကြတဲ့လူတွေစီကနေတဆင်တိလိုက်ရပါတော့တယ် အဲ့ဒီအချိန်မှာပဲဓားတွေကင်ပြီးရောက်လာကြတဲ့အင်ဒရိုရိုအုပ်စုကိုတွေ့တော့အထီးကတကားကိုအမြန်ပိတ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအခါမှာလုံချုံရင်သမားလည်းအထီးကိုကြိုးပြစ်ပေးလိုက်ပါတော့တယ်။အထီးကတောင်းချမ်းနေကြတဲ့ကလေး6ယောက်ကိုလုံချုံရင်သမားတို့နဲ့လွတ်ထားပြီးအိမ်ပြင်ထွက်ကာအကြံထုတ်နေပါတယ်။နဆိုးမကြီးကကလေးတွေကိုဘဲကိုခေါ်သွားတာလေ။နေရာတိရမှ လိုက်လို့ရမှာမို့ဖြစ်ညစ်ပြီးစဉ်းစားကြည့်တော့ဖြစ်နိုင်ချေရှိတဲ့နေရာက ကလေးတွေကိုမြုပ်ထားတဲ့တင်းချိုင်းမဲဆိုတာတိသွားပြီးအမြန်လိုက်သွားပါတော့တယ်တင်းချိုင်းမှာတော့ဝူလန်ကလေးပေါ်ပြန်တက်နေပြီးနဆိုးမကြီးကနောက်ွယ်ကနေထိမ့်ချုပ်နေပါတယ်လုံချုံရေးသမားတို့အုပ်စုကတော့ကလေးတွေကိုမထိခိုက်အောင်သူတို့ကိုလည်းမထိခိုက်အောင်အသေးအတန်ခုခံနေရပါတယ်နဆိုးမကြီးကတော့မြုပ်ထားတဲ့ကလေးတွေကိုမြစ်ထဲခုန်ချဖို့စေခိုင်းနေပါတယ်အဲ့ဒီအချိန်မှာပဲအဒီရောက်လာပြီးတော်ပါတော့ ငါမင်းကိုမတားဆီးနိုင်ပါဘူး။ဝူလန်းကိုပြန်လွတ်ပေးပြီးငါဝိညာဉ်ကိုယူလိုက်ပါ။ပြီးရင်နေကြိုက်တယ်လို့သာလှုပ်ပါလို့ခါရပြီးတောင်းမှန်လိုက်တဲ့အခါနဆိုးမကြီးကကျေနပ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့နှစ်20တုန်းကသူများလိုက်တဲ့အရာကိုပြန်ရတော့မှဖြစ်လို့ပါပဲ။နဆိုးမကြီးကဝူလန်းကိုပြန်လွတ်ပေးပြီးအထီးကိုထိန်းချိုးလိုက်တဲ့အခါအတီးတယောက်မျက်လုံးတွေအဖြူရောင်ပြောင်းသွားပါတယ်။ဒါပေမဲ့အတီးကသူ့ခန္ဓာကိုယ်ထဲဝင်ပူးလာတဲ့နဆိုးမကိုခုခံပြီးဖျားစာတွေရွတ်ကာ မြစ်ထဲကိုခုန်ချပြီးသူ့ကိုယ်သူအဆုံးစီရင်လိုက်ရမှာတော့နှဆိုးမှကြီးပါတပါးထဲပါသွားပါတော့တယ်အဲ့ဒီအခါတင်းချိုင်းမှာရောက်နေကြတဲ့ကလေးတွေရော ပထမဆုံးပျောက်သွားကြတယ်အင်ဒရူတို့6ယောက်ရောဟာနှဆိုးမှကြီးရဲ့ထိန်းချုပ်ခြင်းကနေလွတ်မြောက်သွားပါတော့တယ်အဓိကသူ့ရဲ့တငယ်ချင်းမလေးစီကိုစာရဆောင်ရိတ်ထခဲ့ပါတယ်စာထဲမှာအာယူရီဒီစာကိုမင်းဖတ်နေတယ်ဆိုရင်ငါဒီလောကကြီးထဲမှာရှိတော့မှာမဟုတ်ဘူးဒါပေမဲ့ ငါမရှိတော့တာနဲ့အတူဒီကျင်းစာတင့်နေတဲ့တတ္တဝါလည်းဘသူ့ကိုမှဒုက္ခပေးနိုင်မှာမဟုတ်တော့ဘူး။နောက်ဆုံးတော့ငါ့ကိုဒီနှစ်တွင်မှထောက်လျှောက်ချောက်လန့်နေခဲ့တဲ့အကြောက်တရားကနေလွတ်မြောက်ခဲ့ပြီ။ငါ့အတွက်ဒီတလန်းမဲရှိတယ်ဆိုတာမင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ငါ့အတွက်တကယ်ချင်းကောင်းတယောက်အဖြစ်ရှိနေပြီခဲ့လို့မင်းကိုကျေးဇူးတင်ပါတယ်လို့ရေးထားပါတယ်။အာယုနဲ့အတူနှဆိုးမကြီးလက်ကနေလွတ်မြောက်ခဲ့တဲ့ကလေးတွေဟာအတီးတိတ်ဆုံးခဲ့တဲ့မြကန်းတစ်ပေးကနေဆူတောင်းပေးနေကြရင် ဝါတူမာဂရီတူးဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမ